စေကုသကြိမ်3မိနစ်ကနေ5မိနစ်အတွင်းသာကြာမဲ့ကင်ဆာကုသနည်းအသစ်ကိုစတင်တွေ့ရှိခဲ့ပြီးလူနာထောင်ချီကိုစတင်အသုံးပြုတော့မှာဖြစ်တယ်လို့အင်္ဂလန်အမျိုးသားကျန်းမာရေးဌာန NHS ရဲ့ကြေညာချက်အရသိရပါတယ်။ဧပြီလ30ရက်နေ့ကနေပိုလက်မတ်စေမျိုးစားကိုဥရောပတိုက်အတွင်းမှာပထမအဆုံးအင်္ဂလန်နိုင်ငံကစေထိုးနီးနဲ့မိတ်ဆက်ပေးခဲ့တာဖြစ်ပါတယ်။ယခုထွက်ရှိလာတဲ့အသစ်တီထွင်ထားတဲ့စေထိုးနီးမှာ အရင်ကလိုတနာရီကြာတဲ့ IV drip ဆွေးသွင်းလို့မလိုတော့ဘဲ3မိနစ်ကနေ9မိနစ်အတွင်းပုံမှန်ကင်ဆာကုသမှုကိုဆောင်ရွက်နိုင်တယ်လို့ဆိုပါတယ်။အဆိုပါစေဟာအသားရည်ကင်ဆာ၊လေကြောင်းကင်ဆာအပါအဝင်ကင်ဆာအမျိုးအစား15မျိုးထိကုသနိုင်တယ်လို့သိရပါတယ်။ဒီကုသမှုကြောင့် NHS ဆရာဝန်နဲ့လူနာအဖွဲ့တွေအတွက်တလကို나이ပေါင်း1000နီးပါးသက်သာနိုင်တယ်လို့ခန့်မှန်းထားပါတယ်။ အဆိုပါဆေးဝါးကိုအင်္ဂလန်နိုင်ငံဆေးဝါးထိန်းချုပ်ရေးဌာနကလက်မှတ်ထိုးအတည်ပြုလိုက်တာဖြစ်ပြီးမေလအတွင်းပထမဆုံးလူနာတွေအတွက်သုံးဆွဲမှုစတင်တော့မှာဖြစ်တယ်လို့ဆိုပါတယ်။အဆိုပါဆေးထုံးနည်းဟာကင်ဆာကုသမှုကိုပိုမိုလွယ်ကူမြန်ဆန်စေတဲ့နီလန်းအသစ်ဖြစ်ကြောင်းနဲ့ဒီဆေးထုံးနည်းအသစ်ကိုထပ်တိုးကုန်ကျစေမရှိဘဲအများပြည်သူအတွက် NHS ကတဆင့်ပြည့်ရသွားမှာဖြစ်တယ်လို့ကင်ဆာညွှန်ကြားရေးမှူး ဒေါက်တာပီတာဂျွန်ဆင်ကပြောဆိုထားပါတယ်။